ရွှေရောင်းဝယ်တွေနဲ့ပတ်သက်ပြီးလေးပတ်ကားတွေထက်ဆိုင်တွေမှာသာပြုလုပ်ကြဖို့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအတင်ယုတ်ကထာဦးမြင့်မြင့်ကတိုက်တွန်းပါတယ်။ရွှေရောင်းဝယ်ကိုဆိုင်တွေမှာပဲလုပ်ကြတာပိုကောင်းပါတယ်။လေးပတ်ကားတွေနဲ့ရောင်းဝယ်လုပ်တာကိုရွှေလောကအတွက်မကောင်းဘူးလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်ယုတ်ကထာဦးမြင့်မြင့်ကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်ယုတ်မှာပြုလုပ်တဲ့ရွှေစင်းနှုံရွှေစည်းကွက်တည်ငြိမ်စေရေးနဲ့ မေလလာဘက်ငွေစည်ရှင်လင်းအတည်ပြုခြင်းအစည်းအဝေးမှာရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်မြင့်ကအခုလိုပြောကြားခဲ့တာဖြစ်ပြီးလေပတ်ကားတွေကြောင့်ရွှေလောကနာမည်ပြတ်နေတာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါရယ်။အဓိကကတော့ဒီလေပတ်ကားကြောင့်ရွှေလောကကနာမည်ပြတ်နေတာပါလို့၎င်းကပြောပါရယ်။ဒါပြင်လေပတ်ကားရောင်းဝယ်တာကြောင့်တော်တော်များများခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်။ရွှေဆိုင်တော်တော်များများကတော့ပေါချာနဲ့သွားတယ်။တစိမ့်တွေနဲ့သွားကြတော့ပြဿနာမရှိပါဘူး။လေပတ်ကားတွေကြတော့သူ့ဝိုင်းနဲ့သူသွားတဲ့အတွက် သူ့ဝိုင်းထဲမှာပဲမရောနိုင်ဘူးအဲ့တော့ရရမဲ့သူကများတဲ့အခါကျတော့တိုင်တာတွေရှိတယ်တိုင်တဲ့အခါမှာခေါ်ယူစစ်ဆေးအေးယူတာတွေရှိပါတယ်အခုတတိယအကြိမ်မှာလည်းခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်လက်ရှိလည်းခေါ်ယူစစ်ဆေးတာရှိပါတယ်ကျန်တဲ့သူတွေစီးရင်ထဲမှာရှိတဲ့သူတွေကိုလည်းစောင့်ကြည့်နေတာတွေရှိပါတယ်တရားရုံးရောက်ရင်တပ်တည်အထောက်ထားခိုင်လုံတဲ့အထောက်ထားရအောင်စောင့်ကြည့်နေတာတွေရှိပါတယ်လို့ဦးမျိုးမြင့်ကဆက်လက်ပြောပါတယ်